င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်လူစားထိုးတသားတဲ့အယောင်းဝယ်ဈေးကွက်မှာလူငယ်တို့ကိုချက်သိန်းတရာထိဈေးပေါင်နေပြီးအဓိကချမ်းသာလာသူတွေမှာစစ်တပ်အရာရှိတွေဖြစ်ပါတယ်ဆရာနာရှင်စနစ်တပ်ဆိုးရှည်စရေးကျိုးပန်းနေမှုကိုမျက်နှာဖုံးခွာချရမှာဖြစ်တယ်လို့ SNLD ကပြောကြားလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် မဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့အကျန်းဖက်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥတွေနဲ့လူငယ်တွေကိုလှဆင်တပ်သားအသစ်ဖြစ်စုဆောင်းနေရမှာစစ်တပ်ရဲအပါအဝင်ဝန်ကြီးဌာနပေါင်းစုံနဲ့ အာနာပိုင်းတွေမှာပါဝင်ပတ်သက်နေတဲ့လူစားထိုးတက်သားတဲ့အယောင်းဝယ်ဈေးကွက်မှာကြီးထွက်လာပြီးလူငယ်တဦးကိုငွေကျပ်300အထိဈေးပေါက်နေတယ်လို့ရန်ကုန်ခေတ်သစ်တရနာကစုံစမ်းသိရှိရပါတယ်။လူစားထိုးတက်သားတဲ့အယောင်းဝယ်ဈေးကွက်ဟာအ धिक အားဖြင့်စစ်မှုမထမ်းလို့တဲ့ငွေကြေးတက်နိုင်တဲ့လူဒန်းစားတွေအတွက်လူရှာပေးခြင်းလူစားထိုးကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုအခါမှာတော့ကျေးရွာလိုက်ရက်ကွက်လိုက်မြို့နယ်အလိုက်ပါငွေကြေးစုဆောင်ကလူစားထိုးတက်သားတဲ့ရှာဖွေရောင်းဝယ်မှုတွေလှုပ်ဆောင်လာကြတာ ာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လူစားထိုးတက်သားတဲ့အယောင်ဝယ်ဈေးွက်ကိုလက်ခံပြီးငွေကြေးအကျိုးမြတ်ရှာဖွေနေသူတွေကတော့စစ်တပ်ရဲ့လဝကနဲ့ထွေအုပ်တွေဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။ရန်ကုန်တိုင်းဒလမြို့နယ်မှာလည်းတက်သားတဲ့အယောင်ဝယ်ဈေးွက်ဖြစ်ထွန်းနေပြီးအ धिक အားဖြင့်ရန်ကုန်ဘက်ကစစ်မှုထမ်းတွေလူစားထိုးဖို့လာရောက်ရှာဖွေဝယ်ယူနေကြတာလည်းဖြစ်ပါတယ်။ဒလမြို့နယ်ကဆင်းရဲတဲ့မိသားစုတွေကသူတို့ရဲ့စက်ကြောတဲ့အရွယ်လူငယ်တွေကိုတက်သားတဲ့ဖြစ်အုပ်ချုပ်ရေးမှုတွေနဲ့ချိတ်ဆက်ကရောင်းချနေကြတာဖြစ်တယ် ်လို့လဲဒလမြွနယ်ကတက်သတင်းမြင့်တူကပြပြပါတယ်အဲ့ဒီလူငယ်လေးတွေရဲ့မိဘတွေကိုနင်းနာချင်းချက်သိန်း40ပေးကနှစ်နှစ်သာစစ်မှုထမ်းရမယ်လို့ပြောဆိုစီရင်ပြီးတသားသည့်ဖြစ် စုဆောင်းဝယ်ယူနေကြတာလည်းဖြစ်ပါတယ်ကျန်ငွေတွေကိုစစ်တဲ့ရဲလောက်ဝကနဲ့အုတ်ချွေအဖွဲ့တွေက ခွဲဝေယူကြတာဖြစ်တယ်လို့လဲသိရှိရပါတယ်ရှင် ဒီတစ်ခါမှာတော့တိုင်းပြည်ပြည်ထနာကိုပြည်သူလူထုထိခိုက်မှုအ ਨੇ စုံနီးလန်းနဲ့ဖြည့်ရှင်းမယ်လို့အတန်ကောင်းဟစ်ကဆေးရနာရှင်စနစ်တက်ဆိုးရှိကြစေရေးကျိုးပန်းနေရာတွေကိုမျက်နှာဖုံးခွာချရမယ်လို့ SNL ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အော်တိုဘာလ26ရက်နေ့မှာကြက်ရောက်တယ်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့36နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားမှာ SNLD ကနိုင်ငံရည်တည်ချက်သဘောထားဖြင့်ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာတိုင်းပြည်ပြည်ထနာကိုပြည်သူတို့ထိခိုက်မှုအ ਨੇ စုံနီးလန်းနဲ့ဖြစ်ရှင်းမယ်လို့အတန်ကောင်းခဲ့က လူထုအုပ်ချုပ်ရေးအစ်စ်မှန်ပေါ်ပေါက်ရေးကိုလလုံးကြားဆန့်ကျင်ပြီးဆရာနာရှင်စနစ်သက်ဆိုးရှိကြစေရေးကျိုးပန်းနေတာတွေကိုမျက်နှာဖုံးခွာချကြဖို့လိုအပ်တယ်လို့လည်းပြောဆိုထားပါဗျ။တိုင်းပြည်အုပ်ချုပ်ရေးစနစ်မပြောင်းလဲပဲအုပ်ချုပ်သူလူတစုပြောင်းလဲရုံနဲ့ဒီမိုကရေစီကျင့်သုံးနိုင်မှာမဟုတ်သလိုဖက်ဒရယ်နိုင်ငံစနစ်ဖြစ်ထွန်းဖို့မတတ်နိုင်ဘူးလို့လည်းဆိုထားပါဗျ။ဒါကြောင့်လူထုအုပ်ချုပ်ရေးကိုလူထုကိုယ်တိုင်ပါဝင်လောက်ကိုင်းနိုင်မဲ့အခင်းကြီးမပေါ်ပေါက်သေးသမျှနိုင်ငံရေးပြဿနာဖြေရှင်းမပြေဆုံးသေးဘူးလို့လည်း ် SNLG ကဆိုထားပါဗျ။မြန်မာနိုင်ငံရဲ့ကမ္ဘာစံချိန်တင် ရှေ့ကြတဲ့ပြည်တွင်းစစ်ဟာ အမျိုးသားရေးတန်းတူညီရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလက်မခံတဲ့အာဏာရှင်အဆက်ဆက်ရဲ့ ချင်းမြောင်ရုံညံတဲ့နိုင်ငံရေးကလင်ကြမှုကြောင့်သက်ဆိုးရှင်နေတာဖြစ်တယ်လို့လည်းထောက်ပြထားပါဗျ။ဒါအပြင်အာနာရှင်စနစ်နဲ့သူတို့ရဲ့တောက်တိုင်တွေကိုအပြေးတိုင်ဖယ်ရှားပစ်မှသာနိုင်ငံရေးပြဿနာအရရက်ကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းနိုင်မှာဖြစ်ပြီးခေစနစ်အခြေအနေနဲ့လက်ရောညီထွေတဲ့ Federal ပြည်ထောင်စုကိုလည်းစုပေါင်းတည်ထောင်နိုင်မှာဖြစ်တယ်လို့အလေးနဲ့ခံယူကြောင်း SNLD ကပြောဆိုထုတ်ပြန်ထားပါရှင့်။ ။ AR ဒတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ AR ဒငပူတော်မြို့နယ်မှာရဲတွေလိုက်ပါလာတဲ့ဆက်လျာတိတ်မောက်သွားခဲ့ပြီးရဲလူဦးဟာတေသွားကဆက်လေမောင်းသူကိုဖမ်းဆီးထားတယ်လို့ပသိမ်မြို့နယ်တရင်အထူးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။အော်တိုဘာလ23ရက်မှာငပူတော်မြို့မှာရဲစခန်းကအကြမ်းဖက်စစ်တပ်လောက်ကန်ရဲတွေလိုက်ပါလာတဲ့ဆက်လေတစီဟာ ငပူရောမြစ်တွင်တိတ်မောက်ခဲ့ပြီးရဲနှူးဟာတည်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီဖြစ်စဉ်မှာရဲတအူးရဲ့ရုပ်လောင်းကိုသာပြန်လည်ရရှိသေးပြီးကြံရှိတဲ့ရဲတအူးရဲ့အလောင်းနဲ့တနက်ပြောက်ဆုံးနေသေးတာကြောင့်ပသိန်ခရိုင်ရဲတပ်ဖွဲ့ကငပူရောမြို့မှာရဲစခန်းကိုဝင်ရောက်စစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့ပြင်ငါးလုံငန်းဦးစီးဌာနကဆက်လီမောင်းသူဝင်းကိုဆိုသူကိုလည်းငပူရောမြို့မှာရဲစခန်းမှာဖမ်းဆီးထားရလို့လည်းသိရှိရပါတယ်ရှင်။ မကွေးတိုင်းအတင်းတပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းရင်းနှီးချောင်းမြို့နယ်မှာတိုက်ပွဲတစ်ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးဟာတေသွားခဲ့လို့ People Defense Force ရင်းနှီးချောင်း YGN PDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရတယ်။အော်တိုဘာလ20ရက်နေ့ကအင်အား80နဲ့ရင်းနှီးချောင်းမြို့နယ်ကုန်းအိုင်ဖောင်ကွယ်လမ်းကမကြီးကန်အုပ်စုအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုအော်တိုဘာလ21ရက်နေ့ညနေပိုင်းအချိန်ကမကြီးကန်အုပ်စုရွှေကျင်ကန်ကျေးရွာနီမှာပြည်သူက ကွဲတပ်ဖွဲ့ဝင်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အော်တိုဘာလ22ရက်နေ့မနေ့ပိုင်းကလည်းစစ်တပ်ကအလေကုန်းရွာအနီးကိုထပ်မံချဉ်းကပ်လာတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလက်နက်ကြီးမိုင်းလက်နက်ငယ်တွေနဲ့ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။ အဲ့လိုတိုက်ခိုက်မှုကြောင့်အကျန်းဖက်စစ်သားတွေကဘက်ကအထိနာခဲ့ပြီးမကြီးခင်ကျေးရွာမှာတညအိတ်တက်ဆွဲကရင်းကြောင်းမျိုးကိုပြန်လဲဆုတ်ခွာသွားတယ်လို့လည်းသိရှိရပါတယ်။အဲ့လိုမဆုတ်ခွာချိန်မှာလည်းကျေးရွာအတွင်းကပြည်သူပိုင်လက်မှုရဲနာတွေတမိုးကြီးပစ္စည်းတွေကိုမှွေနှောက်ရှာဖွေကခိုးယူသွားခဲ့လို့လည်းသိရှိရပါတယ်။အဲ့တက္ကမှုကို People Defense Force ရင်းကြောင်း 1GMPD ရဲ့တမမြေအထူးလှုပ်ရှားစစ်ကြောင်းနဲ့အက်တော်တိုက်နယ်ပကဖားတို့ပူးပေါင်းကတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့ပဲခူးတန်းဂျိုးပင်ကောင်းမြို့နယ်မှာအကြက်ဖက်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား71ဦးဟာသေသွားခဲ့တယ်လို့တာရီခန်တရင်383ရက်နှစ်သတင်းနဲ့ပြန်ကြားရတဲ့ဘောကန်ရဲဘော်ဒုရကပြောပြပါဗါအော်တိုဘာလ25နေ့မနေ့9နိုင်လောက်ကဂျိုးပင်ကောင်းမြို့နယ်ကွင်းချောင်ကျွရဘက်ကနေတက်လာတဲ့အင်အားတရာခန့်ပါတဲ့အကြက်ဖက်စစ်ကြောင်းကို ဥယျာဉ်ကြီးကြီးရွာထက်မှာတာရီခန်တရင်38တမနဲ့တက်ခွဲ6 Black Dragon GBK PDF တက်ဖွဲ့ကစောင့်ကြိုမိုင်းဆွဲတက်ခတ်ခဲ့ရမှာစစ်သား6ဦးဟာပွဲချင်းပြီးတည်သွားခဲ့တာလည်းဖြစ်တယ်လို့သိရှိရပါတယ်။မိုင်းဆွဲတက်ခတ်ခံရပြီးတဲ့နောက်မှာခြေဦးတရာထွက်ပြေးနေတဲ့အကျန်းဖက်တပ်သားတွေကို တော်လဲတစ်ဖက်ဝင်တွေက40မမဘုံသီးတွေနဲ့ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်က9ဦးဟာထပ်မံသေသွားခဲ့တာဖြစ်ပြီးလက်လက်ကြီးလက်လက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတနအိမ်ခန့်ဖြစ်ပွားခဲ့လို့သိရှိရပါတယ်။အဲဒီလိုတိုက်ခတ်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်တပ်သားတွေကရုံချောင်းရွာကိုဝင်ရောက်ဆင်းသင်းပြီးပြည်သူတဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့အော်တိုဘားလ26ရက်နေ့ကအကြမ်းဖက်စစ်သားတွေကဥယျာဉ်ကြီးရွာကိုဝင်ရောက်ဆင်းသင်းကစိတ်ဝိညာဉ်ခံစားနေရသူတဦးပါဝင် ြည်သူ၃ဦးကိုဖမ်းဆီးတပြက်ခဲ့ပြီးကံဦးရွာကပြည်သူ၃ဦးလည်းစစ်တပ်ထောင်ထားတဲ့မိုင်းနှင်းမိပြီးတစ်ဆုံးခဲ့လို့သိရှိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့တဲ့ပုဒ်ကတော့မကွေးတိုင်း6မြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုများနေရကြောင်းလေကြောင်းတန်ချက်ကကားတွေပါအုံပြုက စစ်ကြောင်းထိုးမိရှုံနေတဲ့အတွက်ကျေးရွာ30ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးနေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြပြပါရတယ်။အော်တိုဘားလာ25လေးကနေစတင်ကချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေကြားမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကထိခိုက်သေဆုံးမှုများပြားခဲ့တာလည်းဖြစ်ပါရယ်။အဲဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအော်တိုဘားလာ26နေမှာတော့စစ်တပ်ကလေကြောင်းနဲ့တန်ချက်ကကားတွေပါအသုံးပြုပြီးအင်အား600ကျော်နဲ့ ဲ့ကြေးရွာတွေကိုဝင်ရောက်စီးနှင်းနေတာလည်းဖြစ်ပါတယ်။မနေ့ကအော်တိုဘားလ28ရက်နေ့မှာတော့နရဲတော်ကြေးရွာကိုမိရှို့ဖျက်ဆီးနေတယ်လို့အနီးနားကြေးရွာတွေကပြည်သူပိုင်နေရင်တွေကိုလည်းဝင်ရောက်မှွေနောက်ကတမိုးကြီးပစ္စည်းတွေကိုဖောက်ထွင်းခိုးနေရကြတော့ကျေးရွာ30ကျော်ကတောင်းတဲ့ကြီးရဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်စုတင်ပါရှင်။ကျမများပါ။